မင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support YouTube channel ကနေကြိုဆိုပါရစေ။ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒီနေ့မှာတော့ဒါဥရောပလိပ်ပွဲစဉ်တွေမှာမှာကျွန်တော်ရဲ့ဒီအကြိုက်ကလေးတွေရွေးချယ်ထားတဲ့ပွဲစဉ်တွေရွေးချယ်သုံးသပ်ပေးသွားမှာဖြစ်ပါတယ်။ Total net လို့ဒီမှာချက်ချင်းတို့မှညီဖို့ live ဆော့ကစားလို့ရတယ်။မကြတဲ့ညီဖို့ရကိုကြတဲ့ဘက်ကနေပြီးတော့ဒါရွေးချယ်ဆော့ကစားလို့ရပါတယ်ခင်ဗျာနော်။ဆော်ဒီပွဲစဉ်တွေမှာဆိုကျွန်တော်ကနေနောက်ကျပွဲစဉ်လေးအပြင်ဒါအစောဆုံးပွဲစဉ်လေးနဲ့တွဲပေးထားတာဆိုတော့ညီကိုတို့အနေနဲ့ဒါအဆင်ပြေမယ်လို့တော့ထင်ပါတယ်။ ော့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါ PSG နဲ့ niche ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးတော့မှာဖြစ်ရဒါကတော့ပြင်သစ်လီကူဝမ်းမှာဖြစ်တယ်နော် PSG လို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဒါသေးကြထားတယ် niche ကတော့ရှုံးနေထားတယ်ဗျာဆိုတော့ယနေ့ကနေဦးဖောက်ပေးထားတဲ့ပွဲစဉ်မှာဆိုပြီး PSG အနေနဲ့ niche ကိုပေါ့နော်ဒါနှလုံးသွင်းပါရင်ပြဆုံးစားစရာနှလုံးသေးသေးတွေဖောက်ထားတယ်ကိုပေါင်းသေးကတော့အုံလုံးရှုံးသေးသေးပေးထားတယ်ဗျာဒီပွဲပြီးသွားလို့ရှိရင် PSG အနေနဲ့အသင်းကြီးဖြစ်တဲ့ပေါ့နော်ဒါဘိုင်မြူးနစ်နဲ့ Champions League ကစားမှာလည်းဖြစ်တယ် လေပွဲစဉ်တွေမှာဆိုရင်အမပေးစရာရည်တွေမှာအောက်မှာရှင်းချောင်းနေတဲ့ဒါမော်နိုကိုအသင်းကိုဖိအားပေးရမှာဆိုတော့သူတို့လည်းဒီနေ့နံပွဲပြောင်းလာဖို့တော့မြင်အောင်မိတယ်ဗျ။ next အသင်းကလည်းမရှုံးအောင်ကစားရမှာဆိုရင်တော့ BSG ရဲ့တိုက်စုကိုတော့ကိုယ်တွေပြန်ပေးရဖို့လို့မြင်နေဆိုပေမဲ့ဒါကိုယ်တွေအပြတ်တက်ကြီးမပြအောင်မထိဆော့သွားဖို့ပဲရှိနေတယ်ဗျ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ရဲ့စိတ်ကြောက်ကိုရွေးချယ်ပေးရမှာဆိုရင်တော့အင်ဝင်ဖြစ်တဲ့ဒါ BSG body ကိုပဲကျွန်တော်ဆက်လက်ပြီးရွေးချယ်ပေးချင်ပါတယ်ခင်ဗျာနော်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ဗျ MLN နဲ့ Sevilla ပေါ်ကျွန်တော်ရွေးချယ်ပေးသွားမှာဗျ။ အမလကတော့ဒါစပိန်လာလီကာမှာဆိုရင်ရှုံးမလို့ရှုံးမလို့နဲ့ပေါ့နော်သူအစင်စားတဲ့နေရာကိုပြန်လဲရောက်ရှိလာတယ်ဆီဗီးယားလည်းအစင်စားတဲ့နေရာကိုပြန်ရောက်ရှိလာတယ်ကဒါပေမဲ့နှစ်သင်းသုံးကတော့ဥရောပပွဲစဉ်တွေရှိတယ်ဗျဆိုတော့ MLA နဲ့ယနေ့ဖောက်ပေးထားတဲ့ body စင်းမှာဆိုဆီဗီးယားကိုတစ်လုံးရှုံးသေးရနေပြီတစ်လုံးသွားရလို့ရှိရင်ပြာဆုံးရှုံးပြီးပြန်ဖောက်ပေးထားတဲ့ကနဦးစင်းပေါ့နော်ကိုပေါင်းစီကောင်နှလုံးရှုံးသေးရနေတစ်လုံးတဝက်စားသေးပြေးထားရအမတက်စစ်ပိုင်းရာကိုကြည့်ရမယ်ဆိုရင်တော့ဒါစပိန်လာလီကာပွဲစဉ်တွေမှာ MLA တို့ဒါကိုသူရဲ့ပေါ်ရုံးကန်နေရတယ်ဆိုပေမဲ့တရားပြဿနာတွေလည်းရှိတယ်ဗျ ဆေဗီယာကတော့အဝေးကွင်းမှာညံ့နေဆိုပြီးမှထိဆော့တက်တဲ့အကျင့်တော့ရှိတယ်။ကိုခမန်ရလက်ကတော့ဒါကတ်နိုင်သွားရင်ပြီးတော့ဒီလောက်လည်းဖြစ်သွားနိုင်မယ်လို့ကျွန်တော်တော့ခမန်မိပါတယ်။ဆက်ချက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ MLE နဲ့ဆေဗီယာလို့ပွဲစဉ်မှာကျွန်တော်တော့ကိုအောက်တစ်ချောင်းတော့ပဲကျွန်တော်ကြိုက်နှစ်တက်ပါတယ်ခင်ဗျာနော်။နောက်ထပ်တစ်ပွဲဖြစ်တဲ့ဒါဂျာမီဘွန်ဒီကာပွဲစဉ်ထဲမှာဆိုရင်လိုက်စစ်ပွဲစဉ်ရွေးချယ်ထားတာဖြစ်တယ်ဗျာ။လိုက်စစ်ကတော့အင်္ဂွန်းမှာစတူဂန်နဲ့ရှင်မြန်ကစားမှာလည်းဖြစ်တယ်။ဘူရောပွဲစဉ်နေမရှိတဲ့နှစ်သင်းလုံးအနေနဲ့ယနေ့မှာတော့ light set ရဲ့ body ကြီးကရှီတူဆိုရင်ပြသုံးရှုံးသေးရတယ်ရှီတူရှုံးသေးပြီးပေါက်တာလေ ူပေါင်းစည်း၃လုံးတည်းနဲ့၃လုံးတွင်းမှာပြဆုံးချုံးမိတိပေးထားလိုက်ကြဆိုတော့နိုင်ဝဲတွေစတိုက်ယူလာတဲ့ light sit အနေနဲ့ stew ဘက်ကိုဒါဆက်လက်ပြီးတော့နိုင်ယူသွားဖို့တော့ဒီနေ့အင်ကမှာကောင်းကောင်းမွန်ထွက်လာဖို့တော့ရှိတယ်။အတင်းတို့ကထိတ်တိုက်တွတ်ဆုံမှုရအောင်ကြည့်ရမယ်ဆိုတော့ light sit တော့တားရဲဆိုပေမဲ့ဒီဘက်နှစ်မှာ stew ဘက်ကိုလည်း short တက်လို့တော့မရဘူးဗျ။ဘူတော့ကပွဲစင်နေမရှိဘူးပွဲလည်းဒါဂျားရဲဒီမှာနားရယူထားရဲဆိုတော့ကျွန်တော်ရေကိုခတ်မရတဲ့ကော light sit ပဲအနိုင်ရရှိပြီးတော့နိုင်သုံးမဲ့ရယူပါလိမ့်မယ်လို့ကျွန်တော်ကမှတ်မိပါတယ်။စကြဝေရွှေပေးရမယ်ဆိုရင် light sit နဲ့ stew ဘက်ကိုပွဲစင်မှာကျွန်တော်တော့အင်ဝင်ဖြစ်တဲ့ light sit ပေါ်တွေကိုပဲကျွန်တော်ရွှေ့ရှယ်ပေးခြင်းပါတယ်။ ဟုတ်ကဲ့ပါဒီပွဲစဉ်၃ပွဲသုံးလုံးလည်းညီကိုတို့အကြံရှင်းလို့မယ်ဆိုရင်လိုက်ပြီးတော့ဆော့ပါသားလေးရပါရခင်ဗျာနော်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ